မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မတ်လ21ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့ကော့ကရိတ်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူနှစ်ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် ကရင်အမျိုးသားအစည်းအရုံး KNU ဒူပလာယာခရိုင်ကော့ဂရိတ်မြို့နယ်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ၂ဦးသေဆုံးခဲ့ရတယ်လို့ KNU ဒူပလာယာခရိုင်ကဒီကနေ့မတ်လ27ရက်နေ့မှာထုတ်ပြန်ပါတယ်။ကော့ဂရိတ်မြို့နယ်တဘလူးခုတ်ခီးရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီရဲ့တိုက်လေရင်နဲ့မတ်လ19ရက်နေ့လယ်ပိုင်းမှာဘုံကျဲတိုက်ခိုက်လာတာလို့ဆိုပါတယ်။ ဒီလေကြောင်းတိုက်ခတ်မှုကြောင့်အသက်36နှစ်နဲ့အသက်30အရွယ်အမျိုးသားနှစ်ဦးတေဆုံးကအိမ်နဲ့အဆောင်အချို့ပျက်စီးမှုတွေရှိခဲ့တယ်လို့အသိပေးထားပါတယ်။စစ်ကောင်စီအနေနဲ့စီးရီးပြတ်မှတ်မဟုတ်တဲ့ဘာသာရေးအဆောင်အုံတွေစီးယုံစီးကန်းနဲ့စာတင်ကြောင်းတွေပြည်သူလူထုနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေရွယ်ချက်ရှိရှိလှုံ့ဆော်နေတာပဲဖြစ်တယ်လို့ KNU ဒူပလာယာခရိုင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီဟာ KNU တပ်မဟာ6နင်းမြေကော့ဂရိတ်ကိုလေကြောင်းကနေတိုက်ခိုက်တာတွေရှိနေတယ်လို့တပ်မဟာ1နင်းမြေဖြစ်တဲ့ကြိုက်ထုံမြို့နယ်ကိုလည်းမလ15ရက်နေ့နဲ့16ရက်နေ့တွေကတိုက်ပွဲဖြစ်ပွားတာမရှိဘဲဒရုန်းတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တယ်လို့တပ်မဟာ3နင်းမြေညောင်လေးပင်ခရိုင်ကြောက်ကြီးမြို့နယ်ကိုလည်းမလ18ရက်နေ့မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အရသာပြည်သူတွေတန်ရာရပြီးတော့အိမ်အချို့ပျက်စီးခဲ့တယ်လို့ KNU ဗဟိုကလည်းအခုရက်ပိုင်းမှာထုတ်ပြန်ထားပါတယ် စစ်ကောင်စီဟာမြောက်ရီမျိုးနဲ့ကော့ဂရိတ်မြောက်ရီအာရှလမ်းဘိုင်းကိုထိန်းချုပ်နိုင်ဖို့စူးစမ်းနေပြီးတော့အင်အားအလုံးကြီးနဲ့စစ်တောင်းထိုးလာတဲ့အောင်စရာစစ်တောင်းနဲ့တော်လိုင်းပူပေါင်းတက်တွေကြောင့်ဖေဗူလာကုန်ပိုင်းကစတင်လို့တိုက်ပွဲတွေနေ့စဉ်နေ့ပါဖြစ်နေရမှာစစ်ကောင်စီဘက်ကတိုက်ပွဲနေရာမဟုတ်တဲ့အရက်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုဥတီတိုက်ခိုက်နေတာပဲဖြစ်ပါရယ်ခင်ဗျာ ဆက်လက်ပြီးအင်ဒိုဘတ်လာတဲ့စစ်ကူစစ်ကြောင်းကနေလက်နက်မျိုးစုံ54လက်သိမ်းဆည်းရရှိတဲ့တရင်ကိုတင်ပြပေးပါမယ်။အင်ဒိုမျိုးသိမ်းတိုက်ပွဲကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုအင်ဒိုကတာလန်တနီးယားမှာတော်လှန်ရေးတပ်တွေကြားပြတိုက်ခိုက်ရာစစ်ကြောင်းပြတ်သွားပြီးတော့လက်နက်54လက်သိမ်းဆည်းရရှိခဲ့တယ်လို့အမတ်တစ်စစ်ဒေသကဒီကနေ့မတ်လ21ရက်နေ့မှာထုတ်ပြန်ပါတယ်။ကတာမျိုးခမာယ339ကထွက်လာတဲ့စစ်ကူစစ်ကြောင်းကိုဒေါ်လာရင်းပူပေါင်းအဖွဲ့က မလ15ရက်နေ့ကဂျားပြက်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့အခုလိုအတီးပီး ထုတ်ပြန်လာတာဖြစ်ပါတယ်။အင်ဒိုကိုစစ်ကူလာတဲ့အဲ့ဒီစစ်ကြောင်းကို KIA KPDF ကတားခရိုင်တပ်ရင်းတဲ့မိုးဒါတိုက်နယ်ပကဖနဲ့ကတားမြို့နယ်ပကဖပူပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကပြောပါတယ်။အင်ဒိုမြို့နယ်အဆက်ကတားမြို့နယ်ပင်လွတ်ရွာအနီးပန်းတောင်ကြီးပန်းတောင်၄တောင်မှာစစ်ကြောင်းကို ဘုံမူလင်းထက်ဦးစီးတဲ့ခမာယ136ခမာယ339ခလာယ6ပူပေါင်းအဖွဲကအင်အား150ကန်းပါစစ်ကြောင်းကိုတော်လန်ဤတက်တူတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က33ဦးသေဆုံးပြီးတော့10ဦးထိခိုက်ဒဏ်ရာရရှိခဲ့က32ဦးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အရီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့စီက MA129 လက် MA26 လက် MA32 လက် MA43 လက် MA11 တလက် MA15 တလက် Anti Drone Gun တလက် ် MA10 ဘုံသီး38လုံး MAG အတောင်1000 MA15G အတောင်2000 60မမဘုံသီး18လုံး GAIN 113ခု ကျောဘူးဂျမ်းမာတစ်ခုစက်သွေးရေးဆက်တစ်လုံးအထိုင်ဖုံးတစ်လုံးကြီးကအုတ်ထုပ်ဆက်နှလုံးတင်းစီရရှိခဲ့တယ်လို့အမှတ်၁စစ်ဒီသထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်တိုက်ပွဲမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများတယ်လို့ပြည်သူ့ကာကွယ်ရေးဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့လည်းထပ်ပြီးတော့အသိပေးထားပါရယ်စစ်ကြောင်းပြက်အောင်တိုက်ခိုက်ခံရပြီးတဲ့နောက်ကတားအခြေဆိုင်ခမာယာ339ကိုစစ်ကောင်စီကရဟယင်တွင်နဲ့အင်အားဖြည့်နေတာရှိပြီးတော့မလ20ရက်နေ့အထိ9ရက်အတွင်းရဟယင်9ချိန်ဆင်းသက်ကလူနဲ့လက်နက် ရန်တွေပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။အင်ဒိုမြို့သိမ်းတိုက်ပွဲကိုတော်လန်ဟီတက်တွေက2024ဩဂုတ်လလယ်ပိုင်းကစပြီးတော့ပို့ဆောင်နေတာဖြစ်ပြီးစစ်တပ်ဘက်ကလည်းဂျပန်နိုင်ငံကဂုံးကနေခံစစ်အခိုင်အမာတိစောက်ပြီးတော့ခုခံနေတာကြောင့်တိုက်ပွဲတွေမကြာခဏဖြစ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဆလဘီတော်လည်ကာလာ၄နှစ်အတွင်း CDF ဟာခါရဲဘော်52ဦးကြာဆုံးပြီးတော့183ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ာနာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးနဲ့ကိုပိုင်ပြတ်ထန်းခွင့်တို့အတွက်နွေဦးတော်လန်ရေးမှာစွန်းစွန်းတမန်ပါဝင်လာခဲ့တဲ့ CDF ဟာခါအနေနဲ့တော်လန်ရေးကာလ၄နှစ်အတွင်းမှာရဲဘော်52ဦးကြာဆုံးပြီးတော့183ဦးဒဏ်ရာရခဲ့တယ်လို့ CDF ဟာခါကထုတ်ပြန်ထားပါတယ်။ စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်2021ခုနှစ်မတ်လ21ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့ CDF ဟာခါအနေနဲ့တော်လန်ဤကာလ၄နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ဒီကနေ့မနက်မှာပဲအခုလိုထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီ၄နှစ်တာကာလမှာ CDF ဟာခါအနေနဲ့တိုက်ပွဲအကြိမ်ပေါင်း326ကြိမ်ဆင်နွှဲခဲ့ပြီးတော့ဟာခါမျိုးနဲ့အတွင်းကိုစစ်ကောင်စီဘက်ကစစ်ကြောင်း19ကြိမ်ထိုးခဲ့ရမှာ18ကြိမ်ကိုတိုက်ခိုက်ခဲ့ကြောင်းနဲ့ဟာခါမျိုးတွင်စစ်စင်ရေးအဖြစ်အကြိမ်150ဆင်နွှဲနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်အခြားမြို့နယ်တွေမှာလည်းစစ်ကောင်စီစစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်မှုရှစ်ချိန်နဲ့စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေမှာစစ်နေချင်းအထိပါဝင်တိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။လေးနှစ်တာကာလမှာအကြံဘက်စစ်တပ်ရဲ့လက်ချက်နဲ့ဟာခါမြို့နယ်အတွင်းကအရသာပြည်သူ23ဦးတိဆုံခဲ့ရပြီးတော့အိမ်အလုံး260မိရှုဖြက်စည်းခံခဲ့ရတာကမတရားတဖြစ်ဖမ်းဆီးခံရတဲ့အရသာပြည်သူထောင်ကျော်ရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CDF ဟာကအနေနဲ့တိုင်းပြည်နယ်လူမျိုးလူမျိုးရေးအတွက်ဒေါ်လာ၄ပြီးဆုံးတဲ့အထိပြည်သူလူထုအပါအဝင်အခြားသောဒေါ်လာ၄တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာဆလဘီတိုက်ပွဲတွေအချိန်မရွေးဖြစ်နိုင်တဲ့အတွက်ကြောင့် Rycor စီဆိုင်လန်းကိုအတုံးမပြုတ်ဖို့ KNDF ကြီးညာတဲ့သတင်းကိုတင်ပြပေးပါမယ် တိုက်ပွဲတွေအချိန်မရွေးဖြစ်နိုင်တဲ့အတွက်ကြောင့် Lycor Season Land ကိုအသုံးမပြုဖို့ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF ဘျူဟာအမှတ်1ကအတိပေးကြေညာလိုက်ပါတယ်။ ပြည်သူလူထုလိုက်နာပေးကြဖို့မြေတာရက်ခံတဲ့အသည့်ပေးကြီးညာချက်ကိုကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNGF ဘူဟာအမှတ်နှစ်ကမလ20ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။စေကောင်စီဟာနီလန်ပေါင်းစုံနဲ့လွိုင်းကောစီဆိုင်လမ်းမကြီးတစ်လျှောက်စီးရေးလှုပ်ရှားတာတွေရှိနေတဲ့အတွက်ကြောင့်စီးရေးတင်းမာနေပြီးတော့အချိန်မရွေးထိတွေ့တိုက်ပွဲတွေရှိလာနိုင်တယ်လို့ဆိုထားပါတယ်။ဒါကြောင့်လွိုင်းကောစီဆိုင်လမ်းမကြီးကိုမနေ့ကမလ20ရက်နေ့ကစပြီးတော့ရက်အကန့်အသတ်မရှိပိတ်ထားမှာဖြစ်ပြီးတော့ ယင်ကြီးယင်ငယ်တွေနဲ့ခရီးသွားလာတာတွေခိတ္တယာယီရဲ့ဆိုင်းထားဖို့နဲ့လုံခြုံရေးအခြေအနေအရာတတိပေးချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းထားပါရယ်။လမ်းပိုင်းပြန်လည်အသုံးပြုနိုင်မယ့်အချိန်နဲ့နေရက်ကိုပြန်လည်အတိပေးမှဖြစ်ပြီးတော့တတိပေးကြေညာချက်ကိုမလိုက်နာလို့ဖြစ်ပေါ်လာတဲ့ကိစ္စတွေကိုတာဝန်ယူမှာမဟုတ်ဘူးလို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါရယ်။စစ်ကောင်စီဟာရှမ်းပြည်တောင်ပိုင်းကစီဆိုင်မျိုးမှာစစ်အင်အားတွေအလုံးကြီးနဲ့ဖြည့်တင်းနေတယ်လို့လေချောင်းကနေဘုံကျဲတာတွေလည်းရှိနေတယ်လို့သိရပါရယ်။ရှမ်းပြည်တောင်ပိုင်းကနေ ကင်းနီပြည်ကိုဝင်နိုင်တဲ့စီဆိုင်လွိုက်ကော်လန်ပင်လောင်းဖယ်ကုံမိုးပြေ လွိုက်ကိုလန်းထုရှိနေပြီးတော့လက်ရှိမှာလေမိုးပြင်းမြို့မှာတိုက်ပွဲတွေပြင်းထန်နေတာရှိပါတယ်မိုးပြင်းမြို့မှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်နေရမှာစစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုအပြင်လက်နက်ကြီး drone တွေနဲ့ပါတိုက်ခိုက်နေတဲ့အတွက်ကြောင့်နေစဉ်နှီးပါအရက်သားပြည်သူပိုင်းအိမ်တွေမီးလောင်ပျက်စီးနေရတယ်လို့ဒေသသတင်းရင်းမြစ်တွေစီကသိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောင်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ